မန်ယူမှာထွက်ရန်ဘရူနိုဖာနန်ဒက်စ်အစီအစဉ်မှာရှိဘောလုံးကြောက်သူများအတွက်ကျမတို့ရဲ့ဝမ်မီလီယံ channel ကိုကြည့်ရအောင်ကြိုးစားပါမယ်။အခုဘောလုံးရသည့်ကုန်းမှာမန်ယူတင်ရနေအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ထွက်ဖို့အစီအစဉ်မရှိဘူးလို့သိရပါတယ်။ပေါ်တူဂီလုံရင်းစင်ဖာနန်ဒက်စ်ကပြီးခဲ့တဲ့နေရာဒီမှာဆော်ရီပရိုလီကလပ်အသင်းနဲ့ဖြစ်ကြတဲ့အီလာနဲ့အေဒီယက်အသင်းတွေရဲ့မန်လောက်ဆရာငွေကြေးနဲ့ကံလမှုကိုညှင်းပယ်ခဲ့ပြီးတော့မန်ယူသင်းမှာဆက်နေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့အခုရသည်မှာမန်ယူသင်းရရလပိုင်မတိမငိမ့်ဖြစ်နေသလိုဖာနန်ဒက်စ်ကလည်းနီးပြအော်မော်ရင်ရဲ့3-3ကစားကွက်မှာကွင်းလယ်အောင်စင်မီကစားနေရတဲ့အတွက်မပြောင်းမရွှင်ဖြစ်နေရလို့သတင်းတွေထွက်လာခဲ့တာပါဒီသတင်းတွေနဲ့တူ sorry ကလပ်သင်းတွေရဲ့ဖာနန်ဒက်စ်ပေါ်စိတ်ဝင်စားမှုကလည်းပြန်လည်ပြီးတော့အသက်ဝင်လာခဲ့ပါတယ် ဒါပေမဲ့နီးစပ်တဲ့သတင်းရှင်းမင်းတွေရဲ့ပြောကြားချက်အရအသက်32နှစ်ွယ်ဖာနန်ဒက်စ်ကမန်ယူအသင်းရဲ့ဘောလုံးစီမံကိန်းတွေပေါ်အပြေးဝယုံကြည်နေဆဲဖြစ်တယ်လို့မန်ယူသင်းအောင်မြင်မှုတွေတကြောပြန်လည်ရရှိဖို့လဲကူညီပေးချင်တာကြောင့်အင်္ဂလန်မှာဆက်နေဖို့ပဲအာရုံစိုက်ထားတယ်လို့သိရပါဗျ။ ဖာနန်ဒက်စ်ကစက်တင်ဘာလကချက်စီးသင်းကိုအနိုင်ရတဲ့ပွဲမှာပရီးမီးယားလိသွင်းကိုတရာပြေကိုသွင်းယူနိုင်ခဲ့တာဖြစ်ပြီးဖာနန်ဒက်စ်ရဲ့အသင်းပေါ်လွှမ်းမိုးနိုင်စွမ်းနဲ့ဦးဆောင်နိုင်စွမ်းတွေကအသင်းရဲ့တမိုင်းကြောင်းမှာထည့်သွင်းရှေးမှတ်ထားမဲ့စွမ်းဆောင်မှုတွေဖြစ်တယ်လို့မန်ယူနီပြအမော်ရင်ကအကြေကျထားပါတယ်